တတိယမြောက်လေရင်တင်သင်းပေါ်အသစ်ကြီးကိုတရားဝင်စတင်အသုံးပြုပြီးဖြစ်ကြောင်းတရုတ်ရေတပ်ကကြေညာခဲ့ပါတယ်။ဖူကျန်းလေရင်တင်သင်းပေါ်ကြီးကိုရေတပ်စီအခမ်းအနားနဲ့လွှဲပြောင်းပေးအပ်ခဲ့တဲ့အကြောင်းတရုတ်အစိုးရပါရှင်းဟွာသတင်းဌာနကနိုဝင်ဘာ9ရက်နေ့မှာဖော်ပြခဲ့ပါတယ်။တပ်တော်ဝင်အခမ်းအနားကိုတော့ဟိုင်နမ်မှာနိုဝင်ဘာ9ရက်နေ့ကကျင်းပခဲ့ပြီးတရုတ်သမ္မတရှီကျင်းဖင်ကိုယ်တိုင်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ဖူကျန်းကတရုတ်ရေတပ်ရဲ့ပထမနဲ့ဒုတိယလေရင်တင်သင်းပေါ်တွေထက်အရွယ်အစားပိုကြီးတယ်လို့ နီးပညာပိုင်းလည်းအများကြီးပိုခင့်မိတယ်လို့ဆိုပါရယ်အထူးသဖြင့်လေရင်တွေကိုလွှတ်တင်ရမှာပိုပြီးခင့်မိတဲ့လျှက်စက်တန်လိုက်လောက်လွဲစနစ်ပါရှိလာပြီးလေရင်တွေလည်းအရေးအတွက်များများပိုတင်ဆောင်လာနိုင်တယ်လို့ရှင်းွာသတင်းဌာနမှဖော်ပြထားပါရယ်ဖူချန်းလေရင်တင်သင်းမော့ကြီးကပြီးခဲ့တဲ့လပိုင်းတွေအတွင်းမှာပင်လယ်ပြင်လက်တွေခုံမောင်းစမ်းသပ်မှုတွေဇက်တိုက်လုပ်ခဲ့ပြီးအခုတော့ရေတက်ရဲ့အကြီးဆုံးစစ်သင်္ဘောဖြစ်လာတော့မှာပါတရုတ်ဟာအမေရိကန်ရဲ့စစ်အင်အားကိုရှင်ပြိုင်ဖို့အတွက် ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းကာကွယ်ရေးကဏ္ဍမှာငွေကြေးအလုံးအရင်မြုပ်နှံခဲ့ပါတယ်။ဖူကျန်းမှာပြန့်ပြူတဲ့ကုန်းပတ်ဒီဇိုင်းပါရှိပြီးအရင် လေရင်တင်သင်္ဘောတွေဖြစ်တဲ့လျောင်းနှင်းရှန်တောင်းတို့ထက်အများကြီးပိုခက်မိတယ်လို့ဆိုပါတယ်။ဖူကျန်းမှာတုံးထားတဲ့လျှက်စစ်တန်းလိုက်လောက်လွဲစနစ်ဆိုတာကလည်းအမေရိကန်ရဲ့နောက်ဆုံးပေါ်လေရင်တင်သင်္ဘောတွေမှာတုံးထားတဲ့နည်းပညာနဲ့တူညီပါတယ်။အဲ့ဒီစနစ်ကရေရင်ကိုရောတိုက်လေရင်တွေကိုပါဘေးထွက်ထိခိုက်မှုညော့နေစေပြီး မြန်နှုံးကိုလည်းတည်တည်ကြကြပိုထိန်ကြုံနိုင်ပါတယ်။ပြီးတော့ကွဲပြားတဲ့လေရင်အမျိုးအစားတွေကိုလွှတ်တင်ဖို့အထောက်အကူဖြစ်စေပါတယ်။ဒါကြောင့်လည်းဖူချန်းက KJ 600လေးချောင်းအန်တရယ်ကြိုတင်စောင့်ကြည့်သတိပေးရေးလေရင်လိုအမျိုးအစားတွေကိုပါအောင်အောင်မြင်မြင်လွှတ်တင်နိုင်ခဲ့တာပါ။တရုတ်ရေတပ်ကဖူချန်းလေရင်တင်သင်းပေါ်ပေါ်မှာ J35 အမျိုးအစားကိုပြောက်တိုက်လေရင်တွေနဲ့ J15T အမျိုးအစားတိုက်လေရင်တွေကိုအခြေစိုက်စင်မှာဖြစ်ပါတယ်။ကိုပိုင်ကင်းထောက်လေရင်တွေပါ၃နိုင်စွမ်းရှိလာလို့ အရင်လေရင်တင်သင်းပေါ်နှစ်စီးနဲ့မတူပဲစစ်စင်ရင်နေမျိုးတွေမှာပိုပြီးထိရောက်တိကျတဲ့လှုပ်ရှားနိုင်စွမ်းမျိုးကိုရလာမယ်လို့တရုတ်ရေတပ်ကဆိုပါတယ်။ American Pentagon စစ်ဌာနချုပ်ရဲ့မနစ်ကဒီဇင်ဘာလမှာထုတ်ပြန်တဲ့အစီရင်ခံစာမှာလဲတရုတ်ရေတပ်ကသာဖူကျန်းနဲ့အလားတူဒါမှမဟုတ်အဲ့ဒီထက်ပိုပြီးနည်းပညာမြင့်တဲ့လေရင်တင်သင်းပေါ်တွေကိုအရေးအတွက်တိုးမြင့်ပိုင်ဆိုင်လာမယ်ဆိုရင်စစ်ရေးအရာချင်းချောင်းနိုင်စွမ်းလဲတိတိတသာမြင့်တက်လာမယ်လို့သုံးသပ်ထားခဲ့ပူပါရရှင်။